င်္ဂလာပါခင်ဗျာဒီနေ့အတွက်ဆွေးနွေးချက်ကတော့ဇာတန်တစ်စောင်းမှာဘေးရင်ဘလူဟောပြောတယ်လေဆိုတဲ့အကြောင်းအရာနဲ့ဆက်ဆံနေတဲ့ဘာဝအကြောင်းဖြစ်ပါလားဘာဝအကြောင်းဆိုလို့ဇာတန်မှာပါတဲ့မူလရာသီဆက်ဘာဝဆက်နဝင်းဆက်ရှိတဲ့အ ਨੇ ကဘာဝဆက်အကြောင်းကိုပြောခြင်းမဟုတ်သေးပါဘူးမူလရာသီဆက်မှာပဲပါတဲ့ဘာဝဆက်နှစ်ခွက်ဘာဝဆက်နှစ်ခွက်ဆိုဒီမှာလက်ဘာဝကစတင်ရေးတွဲလို့ရှိရင်တက္ကနတ္တသုံးတ္တ စသည်ဖြင့်ပေါ့နော်ဒီစန္ဒန်ဘာဝနဲ့ပတ်သက်တဲ့အချက်တွေကိုတင်ပြမှာဖြစ်တယ်တင်ပြမှာဖြစ်တယ်ဆိုတာဘာဝတစ်ခုကျင်းတဲ့အကြောင်းတည်းပေါ့နော်ဘီရင်ကိုဘယ်လိုဟောတယ်လဲဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပဲအဓိကပြောပြမှာဖြစ်တယ်အဲ့လိုပြောပြတဲ့အခါမှာဂျိုရီနဲ့ပတ်သက်တဲ့အယူအဆဂျိုရီနဲ့ပတ်သက်တဲ့တွေးဖို့နဲ့ပတ်သက်တာလေးတွေကိုပြောမှာဖြစ်တယ်အဲ့တော့ဇာတာတကမှာပါ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 ဂျူတောမဂျူဆိုတဲ့ပါပါအဂျူဆိုတဲ့ ာတာဒီမှာစနေအင်္ဂါစတဲ့ဂျူတွေတောမအဂျူဆိုတဲ့ဂျာတာပတိဂျူဘုဒ္ဓဘူးဂျူစတဲ့ဂျူတွေစာတာမှာပါဝင်ကြတယ်အဲပါဝင်ကြတဲ့ဂျူတွေကဘာဝအဆက်ရောက်တဲ့အခါမှာတောမဖြစ်ချင်းပါပဖြစ်ချင်းဆိုတဲ့အကြောင်းကအဓိကမဟုတ်တော့ဘူးပါပဖြစ်ချင်းတောမဖြစ်ချင်းအဓိကမဟုတ်တော့ဘူးဆိုတာကဘာဝသခင်ဂျူတခုရဲ့အကျိုးပေးသည်သူဖြစ်နေတဲ့တောမကြောင့်သူဖြစ်နေတဲ့ပါပကြောင့်သူ့ကိုအကျိုးရလဲအနေနဲ့ပေါ့နော် ဒီရှိခြင်းမရှိခြင်းကိုမစင်စားသေးဘူးမစင်စားဘဲနဲ့ဒီဇာတာတစ်ယောက်မှဘာဝနဲ့ပတ်သက်တဲ့ဒီဂျိုကိုစားပြုတဲ့ကိစ္စအရက်ကဘယ်နေရာမှာရက်လို့ရှိရင်ဘလို့အကျိုးကြောင့်ရမယ်ဘယ်နေရာမှာရက်လို့ရှိရင်ဘလို့အကျိုးကြောင့်ရမယ်ဒီဘာဝတခင်ဂျိုနှစ်ခုဘလို့တံပန္နဖြစ်တဲ့ဆိုတဲ့ပူရှင်မှုတစ်ခုနဲ့တစ်ခုဆက်ဆက်မှုရှိလို့ဆိုရင်ဘလို့ဖြစ်တဲ့ဆိုတဲ့အကြောင်းလေးကစာတတဆောင်မှာဘေရင်ဟောခြင်းဆိုတဲ့အကြောင်းလေးနဲ့ပတ်သက်တဲ့ဖြစ်တည်လာခြင်းဖြစ်ပါတယ်အဲ့တော့ ီဇာတာမှာပမာအဖြစ်လူတယောက်နဲ့ပတ်သက်တဲ့ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စဆိုလို့ရှိရင်ငွေကြေးနဲ့ပတ်သက်တဲ့ဂျူကနတ္တတခင်ဂျူရှိမယ်ဆရရတခင်ဂျူရှိမယ်နတ္တတခင်ဂျူဆိုဒီမှာလက်ဘာဝကစတဲ့ရေတွက်ပြီးတော့လက်ဘာဝကိုတိနတ္တဘာဝကိုတိစသည်ဖြင့်ရေတွက်တယ်အဲ့လိုပဲဆတရဘာဝဆိုတာလေအလွယ်ရည်တွက်မဲ့ဆိုရင်လက်ဘာဝကနေနတ္တဘာဝရည်တွက်တာနဲ့ပြောင်းမြန်ရည်တွက်ပြီးတော့နောက်ကနေပြီးတော့တစ်ခွက်ကျော်ရည်တွက်လိုက်လို့ရှိရင် လက်ကနေရေးတက်မယ်ဆိုရင်စက္ကန့်အထိရေးပေါ့နော်သို့မဟုတ်လက်ကနေယူတော့ကြောင်းမြန်ကြီးကြည့်မယ်ဆိုလို့ရှိရင်လက်ကနေပြီးနောက်ကတစ်ခွက်ကိုကြော်ပြီးနောက်တစ်ခွက်ပေါ့သုံးခွက်မြောက်ကိုသွားလိုက်ပေါ့သွားလိုက်လို့ရှိရင်ကစက္ကန့်ဘာဝပေါ့အဲ့ဒီနှစ်တန့်ဘာဝနဲ့စက္ကန့်ဘာဝနဲ့ပတ်သက်လာပြီးဆိုလို့ရှိရင်ဒီနှစ်တန့်ဘာဝသခင်ကျိုးသည်စနေပါပကျိုးဖြစ်ခြင်းတော်မကျူဇာတာပတိပုတ္တပုတောက်ကြစသည်ဖြင့်ဖြစ်ချင်းဆရဏဘာဝဆိုရက ဝိကျင်းနဲ့ပတ်သက်တဲ့အကျိုးသည်ဇာတာတစောင်းမှာပါပဖြစ်ခြင်းတောမဖြစ်ခြင်းနဲ့အချက်တွေကပျောက်ပြက်ထားလိုက်ပြီးတော့ဒီဂျုံတစ်ခုရဲ့ပူဆတ်မှုကဇာတာတစ်ခြင်းတစ်ယောက်ကကောင်းခြင်းကိုပြီးစေပါတယ်။အဲပြီးစေတဲ့အနေအမှာဒီနတ္တဘာဝမှာရက်တီလို့စနေစနေရဘာဝတခင်ကျူဖြစ်တယ်ဆိုပါစို့။ဘာဝတခင်ကျူဖြစ်တော့လေပဲဒီနတ္တဘာဝမှာရက်တီတဲ့အတွက်စနေနဲ့ပြီးမဲ့ကိစ္စသည်ရာတီဆက်မှာခဏထားခဲ့လိုက် ထားခဲ့လိုက်ပြီးတော့ခုဘာဝဆက်ရောက်တဲ့ခါကျတော့စန်ဒီနှစ်တန့်ရှိတာဒီနှစ်တန့်သခင်ချိုနေတယ်ပဲစဉ်းစားမယ်။ဘာမှတော့မနဲ့ပတ်သက်လို့မစဉ်းစားဘူး။အဲ့တော့စဉ်းစားမယ်ဆိုရင်အခုလက်ရှိပမာဏသဘောနဲ့စဉ်းစားမယ်။ဒုညလက်ဇာတာရှင်နဲ့ပတ်သက်လို့စဉ်းစားမယ်။ဒုညလက်ဇာတာရှင်မှာနှစ်တန့်သခင်ချိုသည်စနေ။နှစ်တန့်သခင်ချိုသည်စနေ၊ဆတရတ်သခင်ချိုသည်တောက်ကြ။အဲ့တော့နှစ်တန့်သခင်စနေနဲ့တောက်ကြနဲ့အခုရှင်လို့ရှင်ရှိမှာတော့ရာသီဆက်မှာတော့ပြောခဲ့တယ်။ တောက်ကြံတဲ့အစနေဟူးတဲ့အတွက်ကြောင့်လို့အိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာဘလို့အကျိုးကြောင့်တွေဖြစ်စေရဲ့။နောက်စနေဘူးရှင်လိုက်တဲ့တောက်ကြံဘလို့ထိလိုက်စေရဲ့လို့ဆိုရဲ။ထုံနည်းတူစွာပဲမိသားလက်ဇာတာမှာလည်းကြည့်မြင်။မိသားလက်ဇာတာမှာလည်းပေါ့နော်နှစ်တန့်တခင်ဂျူသည်ဒီတောက်ကြံဆရာဆရတာဆရတာတခင်ဂျူသည်ဒီစနေဒီနှစ်ခုဒီလဲဇာတာမှာနှစ်တန့်အဘာဝမှာတွားပူးလိုက်တဲ့ဆိုလို့ရှိရင်ဒီဇာတာရှင်ဒီတောက်ကြံတဲ့စနေဘူးရှင်လက်ချင်းပဲ ဒါပေမဲ့ဒီလူဇာတာမှာဘာဝသခင်ကျိုးနေနဲ့ပူရှင်လိုက်တဲ့ခါကျတော့ဒီဇာတာရှင်မိတ္တလည်းဇာတာရှင်နတ္တသခင်တောက်ကြရဲ့ဆရရသခင်ကျိုးစနေရဲ့ပူရှင်လိုက်ခြင်းကဇာတာရှင်နဲ့ပတ်သက်တဲ့ပြေဝခြင်းချမ်းသာစေခြင်းကိုပေးစေတဲ့အချက်ကိုရတယ်။ဒါကြောင့်ဇာတာမှာဂျူရီနဲ့ပတ်သက်လို့ယာတိဆက်မှာစဉ်းစားတော့ကအပပတော်မှစဉ်းစားတာဒီတက္ကနာတက္ကနာထားလိုက်နော်။နောက်တစ်ခါဒီအခုလက်ရှိ ဘာဝအကြောင်းပြောတဲ့အခါကျတော့ဘာဝမှာအတန့်တခင်ကျိုးနေတဲ့ပတ်သက်တာစဉ်းစားတာဒီအတန့်တခင်ကျိုးအနေနဲ့ပဲစဉ်းစားမယ်ဒီတော့ရှေ့မှာပြောတော့ငါတော့ပါပတော်မကြီးကဘလို့ရေးကြီးတယ်ပြောတယ်အခုဘာဝတခင်ကျိုးမှာတော့ပါပတော်မကိုထားလိုက်လို့ပြောတယ်အဲ့တော့သူ့နေရာနဲ့သူသူ့အကန့်နဲ့သူတုံးတုံးပြီးတော့ဟောပြောခြင်းဖြစ်တယ်အဲ့တော့ဘေးရင်ဟောပြောတဲ့နေရာမှာဒီဇာတာမှာပါတဲ့ဒီယာဒီဆက်တွေမှာ ဂျူတွေဘယ်လိုနေသလဲဆိုတာဟောပြောခြင်းတဲ့ဒီဘာဝသခင်ဂျူတွေဒီဘယ်နေရာမှာနေပြီးတော့ဘယ်လိုအလုပ်လုပ်သလဲဆိုတဲ့ကိစ္စကတော့ဇာတာရှင်တယောက်လူတယောက်နဲ့ပတ်သက်တဲ့ဘဝမှာကောင်းခြင်းဇာတာဆောင်နဲ့ပတ်သက်လို့စူးခြင်းလူတယောက်နဲ့ဘဝအတွက်နဲ့ပတ်သက်လို့စူးခြင်းတွေကိုပေါ်ဆောင်နိုင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီဘီရင်ကိုဘယ်လိုဟောမလဲဘာဝနဲ့ပတ်သက်လို့တည်အောင်လုပ်မယ်ဘာဝနဲ့ပတ်သက်တဲ့ဆက်ဆံမှုကိုနားလည်အောင်လုပ်မယ်ဆိုလို့ရှိရင် ာတာရှင်တယောက်ကဗီရင်နဲ့ပတ်သက်လို့ကောင်းမွန်စွာဗီရင်ကိုနားလက်ရာကနေပြီးတော့ဟောပြောနိုင်တဲ့အစဉ်ကိုရောက်ရှိမှာဖြစ်ပါတယ်။ဒါကြောင့်ပထမဦးဆုံးပေါ့နော်ဒီလက်ဘာဝလက်ဘာဝဆိုတဲ့နေရာမှာဇာတာရှင်တယောက်ကဒီကိုးတန်းလို့ခေါ်တဲ့သခင်ကျူကိုးတန်းလို့ခေါ်တဲ့သခင်ကျူကမိသားအလဲနဲ့ပတ်သက်လို့စဉ်းစားမယ်ဆိုရင်သူကဇာတာပိကျူဇာတာပိကျူစီလက်ဘာဝကလာရလိုက်တယ်။လာရလိုက်တဲ့အတွက်ကြောင့်မလို့ဒီဇာတာအရှင်အတွက် လက်ပါဝါမှာအကြတာပတိကျိုရက်ချင်းသည်ဇာတာရှင်တို့အကောင်းချင်းကိုလည်းပြီးမယ်နောက်ကကိုရံသခင်ကျိုအနေနဲ့နော်ဇာတာရှင်တယောက်ကိုကောင်းမွန်ခြင်းကိုပြည့်စုံလို့ဇာတာရှင်ရဲ့ဒီဆန္ဒတဘာဝကိုလည်းဒီဇာတာပတိကအတော်ဝင်ယူထားတယ်တာဝန်ယူထားတဲ့ခါကျတော့ဒီဇာတာရှင်ရဲ့လက်ပါဝါမှာဆန္ဒတသခင်ကျိုရက်လိုက်ခြင်းဖြစ်လာပြန်တယ်အဲ့တော့ဂျိုတလုံးမှာရက်လိုက်နေတဲ့ဒီမိဒ္ဒလက်မှာဆိုလို့ရှိရင်ဇာတာပတိကိုကိုရံဆန္ဒတသခင်အနေနဲ့ကြည့်လိုက်မယ် ကိုရန်ဆန္ဒတခင်အနေနဲ့ကြီးလိုက်တဲ့အခါကျတော့ပထမချက်လက်ပါအောင်ပါကိုရန်တခင်ကြိုရက်ချင်းဖြစ်တဲ့အတွက်ကြောင့်ဒီဇာတာရှင်နဲ့ပတ်သက်တဲ့ကိစ္စအရက်တွေမှာဘဝမှာသင်ပေါ်ခြင်းကြော်ကြားခြင်းဆိုတဲ့ကိစ္စရရှိမယ်။နောက်ဒီလက်ပါအောင်မှာဒီကိုရန်တခင်ကြိုပြတ်တဲ့အတွက်ကြောင့်မို့လို့ကောင်းမွန်ခြင်းတွေရရှိမယ်။ထိုနည်းတူသာပဲဒီဆန္ဒတန်တခင်ကျုဖြစ်တဲ့ဇာတာပရိသည်လက်ပါဝရတဲ့အတွက်ကြောင့်မို့လို့ဒီဇာတာအရှင်နဲ့ပတ်သက်တဲ့ကိစ္စရက်ဒီမှာနိုင်ငံရချမ်းနဲ့ပတ်သက်တဲ့ကိစ္စရက်ဒီပါဝင်လာမယ် နောက်ကဒီလက်ဘာဝမှာဒီဆန္ဒတန်တကင်တို့ရက်တဲ့အတွက်ကြောင့်မို့လို့ဇာတာရှင်တယောက်ကဘဝမှာဘဝအတက်ကြလေးကြီးများစီခြင်းကိုသူကပြည့်စီခြင်းတဲ့ရှိတယ်။ဒါကဒီတောမကျူအနေနဲ့ရက်တည်လိုက်တာ။အဲ့တော့ဒီနေရာမှာစဉ်းစားတဲ့နေရာမှာဇာတာရှင်တယောက်အတွက်ကောင်းခြင်းကိုစဉ်းစားတာတောမကျူနဲ့ပတ်သက်သူနော်ပါပသဘောမစဉ်းစားဘူးလားမဟုတ်ဘူး။ပါပနဲ့မပတ်သက်လို့တောမသဘောစဉ်းစားလားမဟုတ်ဘူး။ဘာအတွက်ပဲစဉ်းစားလဲသူကဘာဝတခင်ကျိုးအနေနဲ့သူကရက်တိမှုအတွက်ကိုပဲစဉ်းစားခြင်းပြုတယ် ဒါကတခုနောက်အဲ့ဒီမှာမိသားလက်မှာဒီစနေစနေဒီဆရာသခင်ကျူအနေနဲ့လာရတဲ့အခါကျရင်သူကလက်ဘဝမှာရက်တယ်ပဲထားလိုက်ပါတော့လက်ဘဝရက်လိုက်လို့ရှိရင်ဘာပဲဖြစ်ဖြစ်အစာတာရှင်တယောက်ကိုญาติအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်နောက်နေမှုတွေပြန်ကြံမှုတွေကဲကဲမှုတွေပေါ်စီတယ်လို့ဆိုတော့တယ်ပဲဒီဇာတာရှင်ရဲ့ဒီစနေဆယ်တန်းတခင်ကျိုးပဲကြည့်လိုက်မယ်ဆိုရင်ဆယ်တန်းတခင်ကျိုး လက်ဘာဝရချင်းသည်ဇာတာရှင်တယောက်တည်းအရန်ကောင်းတယ်။ဘာအရန်ကောင်းလဲ။ဒီလိုဇာတာရှင်တွေကဘဝမှာအလုတ်ကိုင်းနေပတ်သက်ရင်အခွင့်အလမ်းလည်းကောင်းတယ်။လုပ်ငန်းနဲ့ပတ်သက်လို့ကြွမ်းကျင်မှုရှိပြီးတော့ဒီအချက်ကြီးကအကူခံရတဲ့စသည့်အဖြစ်ပေါ့နော်။ဒီချက်ထွင်ဟောပြောနိုင်တဲ့အတိုင်းအတာအလျောက်ဟောပြောမယ်ဆိုလို့ရှိရင်ဒီစနေဂျူပါပဂျူကြီးရထားတာကဆယ်တန်းမတခင်ဂျူရထားတာပဲစဉ်းစားတဲ့အခါကျတော့ဆယ်တန်းတခင်ဂျူနဲ့ရက်တီချင်းဒီဇာတာရှင်တယောက်အတွက်ကောင်းခြင်းကိုပြီးစီမှာဖြစ်တယ် အဲ့တော့ဘီဒင်ဟောပြောတဲ့အနေအမှာဒီလူကြီးမင်းတို့ရဲ့တော့ဒီဘဝနဲ့ပတ်သက်တဲ့ကံစားအတတ်တွေကိုခံမှန်းပြောဆိုတဲ့အခါမှာဘာဝတခင်ကျူနဲ့ပတ်သက်ပြီးစဉ်းစားပြီးဆိုရင်ဘီဒင်ဟောပြောတဲ့ကိစ္စလေးမှာသူကဒီထိရောက်ကောင်းမွန်ခြင်းရှိလာမယ်။ဒါကြောင့်ဘီဒင်ပညာလေ့လာတဲ့သူတွေပဲဖြစ်ဖြစ်ဘီဒင်ပညာနဲ့ပတ်သက်ပြီးဟောပြောခြင်းကိုပေါ့နော်ဒီရှိကိုတိုးခြင်းလို့လုပ်နေတဲ့သူတွေပဲဖြစ်ဖြစ်ဘာဝနဲ့ပတ်သက်တဲ့အိစရာရက်တွေကိုလေ့လာပြီးတော့ဘာဝနဲ့ပတ်သက်တဲ့အိစရာရက်တွေကိုဟောပြော နိုင်တဲ့အတိုင်းဒါလေးရအောင်စပီးကျန်းကန်တွေကိုဖတ်ရှုမယ်ဆိုရင်ဒီဇာတာတစ်စောင်မှာဒီဘာဝသခင်ဂျိုကဘလူဇာတာမှာလွမ်းမိုးစီတဲ့ဆိုတဲ့အချက်ကိုသိရှိနိုင်မယ်အဲ့ဒါပြီးတော့ဘာဝသခင်ဂျိုရည်တည်မှုနဲ့ပတ်သက်တဲ့အိစပ်ပြီးသွားပြီအဲ့ခုနကဒီအစမှာပြောပြအခဲ့တဲ့ဒီမိတ်သက်လက်ဇာတာရှင်မိသားလက်ဇာတာရှင်မှာခုနဆရတသခင်ကျိုးဒီလေဆရတသခင်ကျိုးနဲ့အတူတူပဲသူကဆရတသခင်ကျိုးဒီ session ဒီဆရတသခင်ကျိုးဒီ lesson ဒီ ဲ့တော့ဒီနေရာမှာစဉ်းစားမယ်ဆရတ်ဆရတ်သခင်ဂျူအနေနဲ့ပဲစဉ်းစားမယ်အဲ့တော့ဆရတ်သခင်ဂျူဖြစ်တဲ့စနေဒီမိသားလက်မှာနတ္တဘာဝလို့ခေါ်တဲ့နေရာမှာလိုက်ရမယ်အဲ့ဒီနေရာမှာတောက်ကြသည်နတ္တဘာဝသခင်ဂျူအနေနဲ့ပဲနတ္တဘာဝမှာရက်တယ်အဲ့တော့တောက်ကြသည်နတ္တသခင်ဂျူစနေဒီဆရတ်သခင်ဂျူအဲ့ဒီသခင်ဂျူနှစ်ခုပူးရှင်နေသည် တောက်ကြကိုအားနေစေတယ်ဆိုတဲ့ကိစ္စကြီးမပြောတော့ဘူးဒီနေရာမှာပြောပါသည်ဒီနှစ်တန့်ဆရရန်တခင်ပူရှင်မှုကဇာတရှင်ကိုချမ်းသာမှုပြည်လိမ့်မယ်နောက်တစ်ခုနောက်တစ်ခုကဇာတမှာမိသားလက်ဇာတမှာပဲဒီလက်ဘာဝမှာနှစ်တန့်တခင်တောက်ကြကရက်လိုက်မယ်နှစ်တန့်တခင်တောက်ကြကလက်ဘာဝရက်လိုက်ပြီးတော့ဒီဇာတရဲ့တူလက်မှာအတူရသည်မှာ သူရသည်ဆိုတော့ဒီသမတအကြရဆိုတော့ဒီမိတ်တလက်စားတာရှင်ခွန်တတမှာဆန်ဒီအိုအင်းနေအုံနေဘူးတီးပြီးရလိုက်မယ်ရလိုက်မယ်ဆိုရင်တောက်ကြသည်လက်ဘာဝဆန်ဒီဘီခွန်တတဘာဝမှာရက်တဲ့ဆန္ဒတခင်တူအဲ့တော့နှစ်တန်းဆန္ဒတကြီးအပြန်အလှန်မြင်နေတဲ့အခါကျတော့ဘာဝသဘောရဒီစားတာရှင်ဒီလက်ချမ်းသာမယ့်သဘောရှိတယ် ချမ်းသာခြင်းကိုပေးနိုင်တယ်နောက်တစ်ခုတကယ်လို့တောက်ကြသည်ဒီလက်ဘာဝမှာရက်တယ်နောက်ပြီးတော့ဒီလက်ဘာဝကနေပြီးတော့ဒီစနေအမြင်ရှိမဲ့တခုကိစ္စလေးကြည့်လိုက်မယ်ကြည့်လိုက်တော့စနေဒီဘာမှာရက်ရင်လက်ဘာဝဒီစနေကိုပြန်ပြန်မလဲအဲ့တော့စနေဒီမိသားလက်မှာဆက်ရံဘာဝမှာရက်လိုက်မယ် အစရကဘာဝဆိုတော့သူ့ဌာနမှာသူရက်လိုက်တယ်ရက်လိုက်ပြီးတော့တောက်ကြသည်သူနဲ့ပတ်သက်တဲ့မိသားလက်မှာပဲမိသားလက်မှာပဲရက်လိုက်တယ်ရက်လိုက်တော့ဒီနေရာမှာဒီစနေဒီတောက်ကြကိုအမြင်ရှိတယ်တောက်ကြသည်စနေကိုပြန်အမြင်မရှိတော့လေဒီတောက်ကြသည်စနေနဲ့ဆက်ဆက်မှုရှိတဲ့ဆိုတာထက်ပါပကျူအမြင်ရှိတယ်ဆိုတဲ့ကိစ္စမစင်ရာဘူးစနေတဲ့အစရကန်တဲ့ခင်ကျူသည် နှစ်ကန့်တခင်ကျုပ်ကိုအမြင်ရှိတဲ့အတွက်ဒေဇာတာရှင်ကြီးဘဝမှာချမ်းသာနိုင်တဲ့အဆင့်ကိုပြီးနိုင်တဲ့အဆင့်တန်းတစ်ခုရမယ်။ Now ဒီဘာဝတခင်ကျုပ်နဲ့ပတ်သက်ပြီးစဉ်းစားတဲ့တခြားကြောင်းပြောမယ်။ပြောမယ်အစိုးရခါကျတော့ဒီဆနတန်နဲ့ပတ်သက်တဲ့ဒီမိတ်သားလက်စားတာရှင်မိတ်သားလက်စားတာရှင်ရဲ့ဆနတန်တခင်ကျိုသည်ကြာသာပရိဟံကြာသာပရိကျိုသည်ဇာတာမှာရက်လိုက်တဲ့အခါကျတော့နောက်ကသူက အဆုပ်ပြီးတော့ဆယ်တန်းဘဝမှာအရက်တည်လိုက်တယ်အဲ့တော့ဒီဆန္ဒတသခင်ကျိုးဆယ်တန်းဘဝမှာအရက်လိုက်တာဒီနောက်ထပ်အကျိုးတစ်ခုပေးသေးတယ်ဒါကြောင့်လေမိသားလက်မှာကြာသာပရိသည်ကိုးရံလည်းဖြစ်တယ်ဆန္ဒတလည်းဖြစ်တယ်ဒါကြောင့်ဒီလိုဆန္ဒတဘဝမှာရက်တည်လိုက်ခြင်းဒီဇာတာအရှင်ကိုဘဝမှာနိုင်ငံရချာရဝိဒိတာနဲ့ပတ်သက်တဲ့အလို့အကျိုးပေးရမယ် အလုတ်အကျိုးနဲ့ပတ်သက်ရင်ရောက်ဝေးနိုင်ငံရခြားအလုတ်နဲ့ပတ်သက်လို့ဟောပြောနိုင်တယ်။နောက်အလုတ်ဌာနမှာကိုရန်သခင်ညိုအင်းနဲ့ကြာတာပရိယတ်တွေလက်ချင်းသည်ဒီဇာတာအရှင်ကိုဘဝမှာအဆင့်တန်းမြင့်တဲ့လုပ်ငန်းနိုင်ငံရခြားနဲ့ပတ်သက်တဲ့လုပ်ငန်းအဓိကအဖြစ်ဘဝမှာအလုတ်ကိုင်းနဲ့ပတ်သက်ရင်အဆင့်တန်းမြင့်မြတ်မှမှရရှိစေခြင်းအကျိုးပေးတယ်ဒီနေရာမှာလည်း ကြာတာပဲယူသည်ရက်တည်တဲ့နေရာသည်နေအိမ်ဖြစ်တယ်။နေအိမ်ဖြစ်တဲ့အတွက်ကြောင့်နေနဲ့ပတ်သက်တဲ့အကျိုးရရနိုင်တယ်။ဒါပေမဲ့ဒီနေရာမှာကြာတာပဲယူသည်နေဆပင်ကဖြစ်တဲ့ဝက်ကြသွားလိုက်တာတို့တခြားသောပေါ့နော်တနင်္လာကျူရန်ကြီးဒီကိအိမ်မှာရက်တည်တာတို့အစတဲ့အကြောင်းကြီးပေါ်လာလို့ရှိရင်ဒီဟာဒီနေနဲ့ပတ်သက်တဲ့ပြက်ချင်းဖြစ်ပြီးတော့ဒီဇာတာရှင်ကိုဒီအကျိုးတွေပဲရစီမှာဖြစ်တယ်။အဲ့တော့အခုတင်ပြခဲ့တဲ့ကိစ္စမှာဒီစနေကျူတောက်ကြံတဲ့သဘူးရှင်တဲ့အကြောင်းပြောခဲ့တယ်။ စနေကျိုးတောက်ကြအောင်မြင်တဲ့အကြောင်းပြောခဲ့တယ်။ဒုတိယသူသာပဲလက်ဘာမှာယက်တည်နေတဲ့နှစ်တန့်တခင်ကျိုးတောက်ကြကိုခွန်တန့်ဘာမှာယက်တည်တဲ့အုတ်ကျိုးစနေကမြင်ခြင်းကိုလည်းပြောခဲ့တယ်။ပြောခဲ့တဲ့နေရာမှာဒီပါပကျိုးအနေနဲ့မြင်တဲ့ကိစ္စလည်းမပြောဘူး။ပါပကျိုးအနေနဲ့ပူရှင်တဲ့ကိစ္စလည်းမပြောဘူး။အဲ့လိုမှပြောမယ်ဆိုရင်လည်းဘေးရင်ဟောလို့ရနိုင်တဲ့အနေထားမရှိဘဲနဲ့ဘာဝဇက်ကဘာဝလို့လုံးမယ်။ယာတိဇက်ကယာတိလို့လုံးမယ်။အကြောင်းအကျိုးလေးတွေကိုဆွဲထုတ်ပြီးတော့ဟောပြောခြင်းဖြစ်ပြီးတော့အရေးကြီးတဲ့ဆိုတဲ့နေရာကြတော့မှ အပြစ်ပြောရမယ်ဆိုတဲ့နေရာကြတော့မှခုနပြောတဲ့ပါပကျိုဖြစ်ခြင်းလို့ပါပကျိုမြင်ခြင်းဆိုတဲ့အကြောင်းအရာတွေကိုဆွဲထုတ်ပြောရမှာဖြစ်တယ်။အဲ့လိုအကန့်လေးခွဲပြီးတော့ဘာဝဆက်မှလည်းဘာဝအလျောက်ပြောမယ်။ပြောပြီးတဲ့နောက်မှာဒီဇာတာရှင်ရဲ့ဇာတာမှာယာတိဆက်နေတာထားရရရှိတဲ့အကြောင်းလေးကိုလည်းပြန်လဲသုံးသပ်မယ်။အဲ့လိုသုံးသပ်မယ်ဆိုလို့ရှိရင်ဇာတာနဲ့ပတ်သက်လို့ဟောပြောအခြင်းကရရှိနိုင်တယ်။ဟောပြောလို့လည်းအစဉ်ပြေမဲ့သဘောရှိတယ်။အဲ့တော့ဒီမင်းတို့ကျွန်တော်တို့ဗေဒင်ဆိုင်နဲ့ က်ခတ်ပေးတယ်ဘယ်လိုခေါ်ကြလဲဆိုရင်ဘာဝဆက်ကိုအခြေပြုပြီးခေါ်တယ်ဆိုတော့ကိုဗေဒပညာလိလအတူတူကိုဗေဒပညာနဲ့ပတ်သက်ပြီးတော့ဒီနားလေဟောပြောခြင်းလို့ဒီလိလနေတဲ့အတူတူကိုဒီဒီအကျူးကြောင့်လေးပြောပြခြင်းဖြစ်တယ်နောက်တစ်ခုဒီနေရာမှာဇာကမှာအင်္ဂါအင်္ဂါဒီဘာဘာကြိုလဲမှန်နေနောက်တစ်ခါသူဒီလက်သခင်ကြိုလဲမှန်နေမိသားလဲမှန်ဒါပေမဲ့ဒီအင်္ဂါဒီရက်တည်တဲ့နေရာမှာ လက်သခင်ရဲ့သဘောလေးပါမယ်။နောက်သူရှစ်တာသခင်ကျိုးရဲ့သဘောလေးပါမယ်။ဒါကဇာတမှာမိသားလက်ဇာတမှာလက်သခင်ကျိုးသည်ရှစ်တန်သခင်ကျိုးလည်းဖြစ်တဲ့အတွက်ကြောင့်ရှစ်တန်သခင်ကျိုးနဲ့ပတ်သက်တဲ့အကျိုးလေဇာတာရှင်ကိုပေးလိမ့်မယ်။လက်သခင်ကျိုးနဲ့ပတ်သက်တဲ့အကျိုးလေပေးလိမ့်မယ်။ဒီနေရာမှာအင်္ဂါကျိုးပါပဖြစ်ခြင်းတောမဖြစ်ခြင်းတို့စဉ်းစားခြင်းမဟုတ်။နောက်တစ်ခါဒီဇာတမှာဘုတနင်းလာကျိုးတနင်္လာကျိုးသည်နေအိမ်နဲ့ပတ်သက်တဲ့အကျိုး နေရင်လည်းပတ်သက်တဲ့ဂျိုကိုတနင်းလာသည်ရက်ဒီတဲ့နေရာမှာစနေရံဘာဝခေါ်တဲ့ဒီမိဒ္ဒလက်မှာသူကမင်းရဒီမှာရလိုက်ရလိုက်လို့ရှိရင်ဒီဇာတာရှင်ရဲ့နေရင်လည်းပတ်သက်တဲ့ဂျိုသည်ရဝိဒေသဖြစ်တဲ့စနေရံဘာဝဘာဝမှာသွားရက်တည်လိုက်တယ်အဲ့လိုရည်တည်လိုက်တဲ့အတော့ကြောင့်မို့လို့ဒီဇာတာရှင်ဟာရဝိဒေသမှာနေထိုင်ခြင်းနဲ့ပတ်သက်ရမှာအဲ့ဒီမှာပဲဒီထပ်ဆင့်ပြီးတော့ဘောနော်လေးလာတဲ့အခါကျတော့ဘာတွေပို့သိလာမလဲ အဲ့တော့စန္ဒတန်ဘာမှာတင်းနေလာရက်ချင်းဒီကောင်းလားမကောင်းဘူးလားစန္ဒတန်ဘာမှာတင်းနေလာရက်တီချင်းဒီမကောင်းဘူးဘာလို့အမိနဲ့ပတ်သက်တဲ့ဂျူစန္ဒတန်ဘာဝရက်တီတယ်အဲ့ဒါတစ်ချက်စဉ်းစားမယ်နောက်ကမျက်စိနဲ့ပတ်သက်တဲ့ဂျူစန္ဒတန်ဘာဝရက်တီတယ်အဲ့တော့မှဒီမျက်စိနဲ့ပတ်သက်တာအမိနဲ့ပတ်သက်တာကိုစတာမှာပြန်ရှာမယ်ရှာရလေရှာတဲ့ခါကျတော့လေဘာဝအနေနဲ့ပဲအရင်ရှာမယ်ဘာဝအနေနဲ့အရင်ရှာပြီးတော့မှဒီစတာမှာ ဘာဝအနေနဲ့လေးရန်တခင်ကျူဒီလေးရန်ဘာဝမှာပါပကျူတွေအဲ့ဒီမှာပလာပြီနော်ပါပကျူတွေရက်တည်နေတာရှိလားပါပကျူတွေမြင်ရှင်နေတာရှိသလားနောက်တစ်ခါပြန်ပြီးတော့မှဒီတနင်္လာကျူနဲ့ပတ်သက်တဲ့အမျက်စိကိစ္စဆင်းတဲ့ခါကျစဉ်းစားတဲ့ခါကျတော့စန္ဒတ်ဘာဝမှာမြင်နေရှင်တဲ့ကျူကိုကြည့်ရမယ်တနင်္လာကျိုဒီဒီမျက်စိနဲ့ပတ်သက်တခြားတစ်ဖက်ကိုပြောတယ်တနင်္ဂနွေကျိုဒီတခြားတစ်ဖက်ကိုပြောတယ်အယူဆချက်ကိုတော့ဘယ်ညာတော့ခွဲမပြောတော့ဘူးခွဲပြောလို့ရှိရင်အယူဆလေးတွေကတက်အရှင်းပြနေရမှာဆိုလို့ အဲ့တော့မျက်စိနဲ့ပတ်သက်တဲ့ကိစ္စပါလာပြီဆိုတဲ့အခါကျတော့ဒီတနင်္လာနဲ့ပတ်သက်တဲ့ဆန္ဒတန်ဘာဝမှာဒီပါပမကျူအမြင်ရှင်ရှိသလားနောက်တနင်္လာကျူအမိနဲ့ယူမယ်ဆိုရင်လေးတန်ဘာဝမှာပါပကျူအမြင်ရှင်ရှိသလားအမိနဲ့ပတ်သက်တာကတော့ဒီနှစ်ခုရှင်းသွားတယ်တကယ်လို့အဖနဲ့ပတ်သက်တဲ့ကျူအဖနဲ့ပတ်သက်တဲ့ကျူကတနင်္လာနေ့ကျူတနင်္လာနေ့ကျူလို့ရှင်းလဲဆန္ဒတန်ဘာဝမှာတနင်္လာနေ့ရွေးလိုက်ခြင်းဒီလေဒီဇာတာအရှင်ရဲ့ပတ်သက်တဲ့ဒီမိတ္တလက်ဆို1 2 3 4ငါးတန်တခင်ကျူ ဲ့သာသမီနဲ့ပတ်သက်လို့ကြည့်ရင်သာသမီကကိုမိဘနဲ့ရဝိဒေသမှာနေရမယ်သာသမီဖြစ်မယ်လို့ဆိုမယ်အဲ့ဒီမှာနောက်တစ်ချက်ဒီတနေ့ကနေဂျိုဒီအဖနဲ့ပတ်သက်တဲ့ဂျိုဖြစ်တယ်ဖြစ်တဲ့ခါကျတော့ဒီဘာဝသဘောရနောက်ပြန်စဉ်းစားတဲ့ခါကျလို့ရှိရင်ဒီဆန္ဒတန့်မှာရက်တဲ့တနေ့ကနေကိုအဖေလားငါးရံသခင်ဂျိုလားဘာလို့ထိထိခိုက်စေနေတာလဲမကောင်းမကောင်းခြင်းဖြစ်စေနေတာလဲ ဘာကြောင့်ဆိုတော့ဒီတနင်္ဂနွေဆက်ရက်ကဘာဝအရတာဒီအတီးကင်းနဲ့ပတ်သက်တဲ့ကိစ္စအဖနဲ့ပတ်သက်တဲ့ကိစ္စအလုံးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာကိုစားပြုတဲ့တနင်္ဂနွေဖြစ်တယ်ဖြစ်တော့အဖနဲ့ပတ်သက်ရင်ကိုရံဘာဝကိုလာပြန်အစင်မယ်ဒီတနင်္ဂနွေကိုစားပြုတဲ့မင်းစိုးကကိစ္စနဲ့ပတ်သက်လို့ရှင်ငါးရံဘာဝကိုလာပြန်အစင်မယ်နောက်မျက်စိနဲ့ပတ်သက်တာတနင်္ဂနွေကလည်းကိုစားပြုတဲ့အတွက်ကြောင့်မို့လို့မျက်စိနဲ့ပတ်သက်တဲ့ကိစ္စမှာတနင်္ဂနွေပေးနေတဲ့နှစ်တန်းဘာဝကိုလည်းအစင်မယ် စစ်တဲ့အပြင်ကိုမျက်စိနဲ့ပတ်သက်တဲ့ဖြစ်တော့ရအလင်းကာရကကြီးဖြစ်တဲ့တောက်ကြကိုလည်းစစ်တာအဲ့ဒါကြတော့ကာရကကြီးတဲ့ကိစ္စအပါလာပြီအဲ့တော့ဇာတာဇာမဟောပြောခြင်းဒီပဲပေါ့နော်ဘာဝနဲ့ပတ်သက်ပြီးကြည့်တယ်ဘာဝနဲ့ပတ်သက်ပြီးဆုံးဖြတ်တယ်ဘာဝနဲ့ပတ်သက်ပြီးသိလာတဲ့နောက်မှမှနောက်ဆက်တူလိုက်လံဖြည့်ရှင်ခြင်းဖြင့်ဗေဒင်ပညာမှာမျက်ခတ်ဗေဒင်ပညာမှာဟောပြောခြင်းကိုဆောင်ရွက်ကြတယ်အဲ့တော့ဒီဗေဒင်ပညာလေ့လာသူများအနေနဲ့ကျွန်တော်တို့နဲ့ပတ်သက်ရင်လည်းကျွန်တော်တို့လေ့လာခဲ့တဲ့အခါစဉ်တုန်းကလေကျွန်တော်တို့ရဲ့အတွေးတွေအယူအဆတွေ ကိုပြောင်းလဲပေးခဲ့တဲ့ဘာဝိတယရဏကရကျမ်းဆိုတဲ့ဘာဝိတယရဏကရကျမ်းเนาะဘာဝနဲ့ပတ်သက်တဲ့ကျမ်းလေးကိုရှင်းဖတ်ပါအဲ့ဒီကျမ်းမှာစိစိမ်မှုဖတ်နိုင်ခြင်းဖြင့်ဒီစာတာတစ်စောင်နဲ့ပတ်သက်တဲ့ဟောပြောခြင်းကိုစာတာရှင်တယောက်နဲ့ရရှိစေမှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့လည်းအဲ့ဒီဘာဝိတယရဏကရကျမ်းကိုဖတ်ဖို့ကိုကျွန်တော်လည်းပြည်ပညာလေ့လာပြီးတဲ့အနောက်ကတော့ကျွန်တော်လည်းမသိသေးပါဘူးကျွန်တော်လည်းဟိုပါဘောเนาะကျွန်တော်ရဲ့အကူပေါ့နော်အကူ အမျိုးသမီးအကိုအကိုကနေပြီးတော့မင်းဘာဝိတရဏကရကျန်ကိုဖတ်ပါဆိုအခုဥသိမ်းအောင်နေပြီးတော့ကျွန်တော်ညွှန်လိုက်တဲ့အခါကျတော့ဒီညွှန်လိုက်တဲ့ဘာဝိတရဏကရကျန်လေးကိုဖတ်လိုက်တဲ့အခါမှာစပြီးတော့ပေးတယ်ဆိုတာဘာဝနဲ့ဆက်ဆက်ပြီးတော့ဟောရပါဒလားဆိုတာအသိပါပဲဒါကြောင့်ဒီနေ့တင်ပြချက်ဒီဗေဒပညာနဲ့ပတ်သက်ပြီးလိုက်စားတဲ့အသူတွေကိုဗေဒပညာကိုဘယ်လိုဟောရမလဲဆိုတဲ့သဘော အဲဗီဒင်ပညာနဲ့ပတ်သက်ပြီးတော့ဘုသူဒ္ဓလိုချင်တဲ့အသူတွေကိုကိုယ့်ကိုဗီဒင်ဆရာကဟောပြောတာကဒီလိုချက်တွေနဲ့ဟောပြောပါလားဆိုတဲ့အချက်လေးကိုသိစေလိုတဲ့ဇာနာနဲ့ဒီဗီဒင်နဲ့ပတ်သက်တဲ့ဟောပြောခြင်းအကြောင်းလေးကိုတင်ပြအပ်ပါတယ်။ကျမ်းမာချမ်းသာလိုအပ်ပါစီ။အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်။